စုပေါင်းနေထိုင်ကြတဲ့ဗမာပြည်မှာအနှစ်90ကျော်မစားကောင်းတဲ့အသီးတလုံးလိုဖြစ်ခဲ့တဲ့ Federal ဆိုရက်ပြည်တော်စုစနစ်ဟာဒီ Federal ခေးနေပြီလားဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတုံ့သက်တင်ပြမယ် TV debate အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တန်ဝင်းထုတ်ပါခင်ဗျာ ီနိုင်ငံကောင်းဆောင်တွေစတင်ထုတ်ဖော်သုံးနှုန်းသုံးဆွဲလာတဲ့ Federal အဲ့ဒီ Federal Key တကယ်ပဲနှီးပြီလားဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်တင်ပြဖို့ဖိတ်ခေါ်ထားတဲ့သူတွေနဲ့မိတ်ဆက်ပေးကြပါလေရခိုင်မျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအီမောင်ဖြစ်ပါတယ်ဆက်မင်္ဂလာပါမင်္ဂလာပါနောက်တစ်ခါဒီဇိုမီဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဦးကျင်ရှင်ထံဖြစ်ပါတယ်ဆက်မင်္ဂလာပါနောက်တစ်ခါရကုန်နိုင်ငံရေးသိပ္ပံအကြောင်းကဥက္ကဋ္ဌဦးမြတ်သူဖြစ်ပါတယ်။အဲနောက်တစ်ခါဒီ Humanity Institute ကနေပြီးတော့ကိုမုံတန်း မြန်မာပြည်ကိုမောင်းနှင်နေတဲ့ဒီအစိုးရမောင်းနှင်နေတဲ့ driver seat မှာတိုင်းသားလူမျိုးတွေရဲ့ပါဝင်မှုအချိုးအစားကြီးအားရလာပြည်တော်စုမဆန်ဘူးလို့ပြောမှာပေါ့အခုတပီတော်တပီတော်ဆန်တဲ့ပုံစံနဲ့သွားနေတာကြာပြီဟုတ်ကဲ့အဲ့တော့ driver ပြောင်းရင်ပြောင်းမပြောင်းရင်အကူ driver လို့ပေါ့အဲ့ဒါလို့ဖြစ်နေတာဘာကြောင့်လဲကျွန်တော်တို့ပြည်တော်စုကိုစဖွတ်တီကလေးကနော်ပြည်တော်စု ပုံသဏ္ဍာန်နဲ့သွားဖို့ရည်မှန်းထားခဲ့တယ်လို့ကျွန်တော်တို့နားလည်ပါတယ်။မူလရည်မှန်းချက်ကိုအကောင့်ထေဖို့ပေးခဲ့ရမယ်။ driver တွေရဲ့နော်တကယ်သွားကျင်တဲ့လမ်းကြောင်းကို မတွေ့လို့လား။သူတို့ကပဲဆင်းမပေးပေးနဲ့ဒီတန်တရားတွေမှာဝေးလေနေတာလား။အဲ့ဒီကြားထဲမှာပြည်တော်စုရဲ့95နှစ်လောက်မှာပြည်တွင်းစစ်တန်တရားကအမတန်ကြီးမားကြီးပြန်သွားတယ်။ဟုတ်ကဲ့။အဲ့လိုမျိုးသားပြန်လဲရင်ကြားရှေ့ဖို့အတွက်တခုတည်းတော့နေလားဟာစစ်မှန်တဲ့ပြည်ထောင်စုတိဆောက်ပေးရမယ်။ ဖွဲ့စည်းပုံအရခိုင်ခိုင်မာမာမိမိတို့သဘောထားအလျောက်ပေါင်းစုထားတဲ့ကိုယ်ပိုင်ပြဆိုင်ပြင်းနေများဖြင့်ဖွဲ့စည်းထားသောပြည်ထောင်စုဖြစ်ဖို့လို့ Federal ပြည်ထောင်စုဖြစ်ဖို့လို့ Federal ပြည်ထောင်စုဖြစ်ဖို့လို့ရဲအသုံးနှုန်းကိုတို့ဖြင့်စိုးရင်ခဲ့ကြတာပေါ့အဲ့အသုံးနှုန်းလေးကိုဝန်ခံလာတယ်ဆိုတော့ဟာကိုကျွန်တော်ထပ်ဆွေးနွေးရအောင်ဟုတ်ပါဘူးဟိုဦးကျင့်တယ်လေးမေးကြည့်ပါလေမေးကြည့်စင်ပါလေချင်းပြည်နယ်ကလေပြည်နယ်နဲ့ပြည်မနဲ့ဆက်ဆက်ဆိုဆက်သွေးရေးမှာပေါ့နော်တေပို့ဆောင်ရေးတော်တော်ခက်တယ်လို့သိရပါတယ်ဒီချင်းပြည်သူလူထုရဲ့ဘဝပြည်မနဲ့ နိုင်ရှင်ကြည့်မယ်ဆိုလို့ရှင်အဆက်အသွယ်ပြတ်တောက်နေတာတွေနားလည်မှုကွာဟနေတာတွေများရှိလားအများကြီးရှိပါတယ်အခုကျွန်တော်တို့ချင်းပြည်နယ်မှာကြွားတဲ့အုံပြုတ်နေတဲ့လမ်းမကြီးဟာဒုတိယကမ္ဘာရှိမှာအင်္ဂလိပ်အစိုးရဗမာပြည်ကနေပြီးတော့အင်ဖာတီအောင်ထွက်ဖို့လမ်းတလမ်းဖောက်ထားတယ်အဲ့ဒီလားအခုတည်းကဒီလားမဲ့တုန်းကတခြားလားမရှိဘူးပညာရေးမှာရော ရှေးပွားရေးမှာပါ အဆအဆအရာမှာကျွန်တော်တို့နောက်ကြတယ်ဒီပြည်တော်စုမလုတ်ခင်မှာပြောမယ်ဆိုလို့ရှိရင်ဒီတိုင်းပြည်ကကိုတိုင်းပြည်ကိုလူမျိုးကိုချုံချာအာဏာပိုင်နဲ့ကိုနီးကိုဟန်ကိုစနစ်နဲ့နေထိုင်ကြတဲ့နိုင်ငံတွေအစိုးရတွေအဲ့ဒါကိုဒီလွတ်လပ်ရေးရဖို့တွန်းနေတဲ့ကျွန်တော်တို့ကောင်းဆောင်ပြီးဘူကျော်အောင်ဆန်းတွားတဲ့အခါမှာကျွန်တော်တို့လွတ်လပ်ရေးတောင်းတဲ့နိုင်ငံကဘာပြောလဲ မင်းတို့နိုင်ငံကငါတို့အုတ်ချုပ်လုံးကဒီနေဒီမအဲပြည်နယ်ပြည်မပြည်နယ်ပြည်မတော့မဟုတ်သေးဘူးအဲဒုံကအဲ့လိုကျွန်တော်တို့တောင်တန်းနေတာအဲတောင်တန်းနေတာဒါလေးကိုကျွန်တော်တို့ခွဲပြီးအုတ်ချုပ်တာမင်းတို့အခုလောလောဆယ်ယူမယ်ဆိုလို့ရှိရင်မင်းတို့ကိုတခြားစီကတို့အုတ်ချုပ်တယ်ဆိုပေမဲ့ပမာဆိုပြီးတော့လုပ်တယ်ဒါဒီဒီပါဝင်တယ်ကျွန်တော်အနှစ်ချက်ပါရင်မြေပြက်လဲလာတယ်ဒီကိုဆက်လဲဒီမလာဘူးဒါပြောလို့မရဘူးဟုတ်ကဲ့အာဒီလိုဆိုလို့ရှိရင် ်ဘယ်မှာလဲခမဲတို့တောင်ပေါ်သားတွေတို့ကိုဆက်လဲကိုစားပြုတ်ဖို့လိုတယ်ကိုစားပြုတ်ဖို့လိုတယ်ဟုတ်ဟုတ်ကဲ့အခုဆရာကြီးဆွေးနွေးတော့တဲ့ထက်ပါဖက်ဒရယ်ဆိုတဲ့ပြည်တော်စုဟာဘာမှပြည်လိုတိုင်းရင်းသားပေါင်းစုံနဲ့နေတဲ့နိုင်ငံအတွက်တော်တော်ကိုရေးကြီးတဲ့စနစ်လို့သဘောရတာပေါ့နော်ဒါပေမဲ့ဖက်ဒရယ်ဆိုတဲ့စနစ်ဟာတကယ်ပဲအမှားယွင်းကင်းစင်လို့ဆရာယူဆတယ်။အဓိကအကြအဆုံးချုပ်ပြောလို့ရှိရင်တော့နော်ဒီဖက်ဒရယ်လစ်မှာဂျိမ်းမက်ဒီဆင်ပြောတဲ့ လစ်ဘာတီကိုအာမခံဖို့အစိုးရတွေကနောက်တစ်ခုကတော့တရားမျှတမှုကိုဟုတ်ကဲ့အာမခံဖို့အဲ့ဒါကခုကနေပြီးတော့မှသွားပါတယ်အဓိကအခြေခံဟာအဲ့အကြောင်းတရားဖြစ်ပါတယ်ဟိုကျွန်တော်ပြင်ပါလို့ဆိုလဲကြည်ပါ minority within minority ရှိပါတယ်သူတို့တွေရဲ့လွတ်လပ်ခွင့်နဲ့တရားမျှတမှုအာမခံမှုရှိရပါလိမ့်မယ်အဲ့တော့မရှိဘူးဖြစ်နေတယ်နော်လောလောဆယ်အဲ့တော့ရှိလို့ပြောလို့ရလား federal minority တွေမှာ minority ဥနာလူလူမျိုးစုတွေမှာလည်းလူနည်းစုတွေကပုံမှန်လည်းတွေ့ရတယ်ဒီမှာဥမာကချင်ပြည်နယ်မှာရှမ်းနီလို့ကျွန်တော်ကြားရတယ်နော်ရှမ်းပြည်မှာလည်း ြားရတယ်နော်တို့လူမျိုးမျိုးစုံကြားရတယ်နော်အဲ့ဒီဒဇုံလုံးဆရာဆရာထောက်ပြတယ်လို့ကြည်ရရင်အဲ့ဒီသူတွေအတွက်အာမခံချက်ဆရာကိုမောင်လားကျွန်တော်ကြားရင် federalism ကနှမျိုးနဲ့နားလေပါတယ်တခုကြားရင်တော့ဟိုဇာပါနော်သူကကြားရင်တော့ double safeguarding ပေါ့နှချမ်းနေတဲ့သူကတခုကြားရင်တော့အဲ့မှာဒီ federal ဆိုတဲ့အစိုးရဘက်ကနေပြီးတော့ federal အတွက်လုံနိုင်တဲ့ power တွေရှိတယ်လို့ state ဆိုတဲ့ဒီ SP နေပေါ့နော်ဒီကနေပြီးတော့လုံနိုင်တဲ့ဟာတွေရှိပါဆိုတော့တကယ်လို့များ အစိုးရရဲ့ဗဟိုပေါ်လစ်စီတကူကဆိုရင်ပြည်နယ်ထဲမှာရှိတဲ့ခြုံငုံတဲ့လူတွေအားလုံးရဲ့ဒီအကျိုးစီးပွားကိုထိခိုက်တယ်ဆိုရင်ပြည်နယ်အစိုးရနဲ့တစုံတိုင်းတစုံတရာအတိုင်းသာဒီဖွဲ့စည်းပုံအခြေခံကိုရသူ့အနေနဲ့အဲ့ဒါကိုတားဆီးနိုင်ရတယ်လို့တကယ်လို့များပြည်နယ်အစိုးရနဲ့သူ့ပြည်နယ်ထဲမှာရှိတဲ့ minority တကူကိုပြန်ပြီးတော့မှသူ့အနေ discriminate လုပ်တဲ့ဥစ္စာခွဲခြားဆက်ဆံတဲ့ဥစ္စာဖိနှိပ်တဲ့ဥစ္စာတကူရှိနေအဲ့ဒါလည်းဗဟိုအစိုးရနဲ့ပြန်ပြီးလုံနိုင်တဲ့ constitution arrangement ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အကြောင်းဒီ federalism ကိုနှမျိုးပေါ့လေအဓိကတော့ federal ရဲ့ဥစ္စာကတော့အရေးတွေးရနေတဲ့လူနေစုတွေကိုကာကွယ်ပေးနိုင်တဲ့ model သူ့စီမှာ တစ်ခုရှိတယ်လို့ကျွန်တော်အဲ့လိုကြည့်ပါတယ်အဲ့ကျွန်တော်တို့ကတိုင်းရင်းသားတွေရဲ့ကိုပိုင်ကြထန်းခွင့်ကိုအာမခံနိုင်တဲ့ Federal ဆိုတဲ့အနှစ်သာရကိုတိုင်းပြည်ကိုမောင်းနှင်တဲ့သူတွေကလုံလုံလောက်လောက်နားလေလို့ဆရာယုံလားနားလေဖို့စူးစမ်းနေစေပဲဟိုဘာလို့ဆိုရင်ဒီနားလေဖို့စူးစမ်းတဲ့ပုံမပေါက်လား Federal ကပြည်သူအကျိတ်ဖြစ်လာပြီတိုင်းရင်းသားအကျိတ်ဖြစ်လာပြီဒီဝေါ်ဟာရာကိုတုံးမှဒီ Federal ဆိုတဲ့လှေကြီးမှစီးမျိုးမှခကြီးရောက်တော့မယ်ပြည်တော်စုဆိုတာသူတို့သဘောပေါက်လားဒါဆိုရင်ပြည်သူတွေကြိုက်တဲ့ ကလုံးလေးတိုင်းသားတွေကြိုက်တဲ့စကလုံးလေးဆိုပြီးတော့တမင်ရွေချက်ရှိရှိအကြိုက်လိုက်ပြောလို့ဆရာယူဆလားမှန်တယ်အနှစ်သာရမရှိသေးဘူးအသွင်တဏ္ဍာမရှိသေးတယ်ဒါပေမဲ့အနှစ်သာရရှိအောင်စ조사ဖို့ကလက်ရှိခေါင်းဆောင်တွေမှာတောင်းအောင်ကြီးကြီးမားမားရှိပါတယ်သဘောတူတယ်ဆိုလို့ရှိရင်ဒီဟာတွေကနားလည်ဖို့ကြားနေပြီအလုံးနားလည်တယ်လို့ကျွန်တော်ပုံမိတယ်ဒါပေမဲ့လက်မခံရှင်ဘူးဟုတ်ကျွန်တော်တို့အထူးခြားဆုံးမြန်မာနိုင်ငံတော်ကဘာပဲဆိုတော့ TV ကအကြဆုံးနိုင်ငံက 2015နှစ်တို့ရေးထားတဲ့စာအုပ်ထဲမှာဗမာပြည်ဟုတ်အဲ့ဒီဖက်ဒရယ်တလုံးကိုလူပြည်သူလူတို့ကကြိုက်တယ်ခေါင်းဆောင်တဲ့လူကမကြိုက်ဘူးဟုတ်အဲ့ဒါကိုကြားနေတာကျွန်တော်နားလေတလောက်ဆိုလို့ရှိရင်တော့ဖက်ဒရယ်ဆိုတာကပြည်နယ်များပေါင်းစည်းတယ်ပေါင်းစည်းတဲ့အခါမှာသူတို့ကဗမာအုပ်ဆုံးဘဟုကိုပဲအာဏာတွေပြီးမလဲအဲ့တော့ကျန်တဲ့အာနာတွေကိုတော့သူတို့ပြင်နေမှာသူတို့ ကျိုက်တယ်လို့တွန်းလို့ရတယ်ဆိုတာပေါ့ဒါပေမဲ့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကဖက်ဒရယ်စနစ်ကိုတည်တည်ချာအာမခံတဲ့စာကြောင်းများဆိုင်တွေးပြီလေပညာရေးဆန်ဆန်ပြောရမယ်ဆိုလို့ရှိရင်ဒါ state တစ်ခုကိုဘယ်လိုဖွဲ့စည်းလဲဆိုတော့ချင်းကပ်ပေါ်နှမျိုးရှိပါတယ်နော်အင်္ဂလိပ်လိုပြောရင်တော့ patriotism ပြောတယ် conquest ပြောတယ် force theory ပြောတယ်နော်အင်အားကိုအသုံးပြုတဲ့ချင်းကပ်ပေါ်မှာနောက်တစ်ဖက်ကတော့အများသဘောတူနေတိဆောက်ထားတဲ့ချင်းကပ်ပေါ်မှာမမာပြည်ရဲ့ state ကလုံးဝ predatory ပါလုံးဝအင်အားနဲ့ပဲအဆအရာရာကိုချုပ်ကင်ထားတာအဲ့တော့ကြောင့်မို့လို့ရှိရင် federal ဆိုတာကခုနအများသဘောတူနေ သွားမှပို့ပြီးတော့နှစ်သာရှိတာပါအဲ့တော့မဖြစ်နိုင်ဘူးဖွဲ့စည်းပုံတွေမှာအမှကကြမ်းမရှိဘူးအဲ့ဒီပြင်ကိုခေါင်းဆောင်တွေကကိုပြောတာပြောလာတယ်ဖက်ဒရယ်နဲ့ကိုက်ညီတဲ့ဖက်ဒရယ်စီကိုဥတီတဲ့ချိန်လန်းမျိုးပြင်ဆင်မှုမျိုး အာတက်တရောလှုပ်ရှားမှုမျိုးဆရာတွေ့လားမတွေ့ပါဘူးခင်ဗျာကျွန်တော်ကြာအနှစ်သာရကိုအခွန်ရောသူ့ရဲ့ပုံတရံရောမရှိသေးဘူးလို့မြင်ပါတယ်ဆိုတော့ခြေကဥတီရဲ့တခုတော့လိုအပ်ချက်တခုဆိုရင်ကျွန်တော်တို့မှာရှိတဲ့ဒီမတူညီတော့ဟိုလူမျိုးစုတွေရှိတယ်ကျွန်တော်တိုင်းရင်းသားတွေအများကြီးဒီဥစားတွေအားလုံးရဲ့လိုအပ်ချက်တို့ရဲ့အဲတောင်း လိုလိုအချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးဖြစ်ရမယ်။အခုပြစ်တန်ခတ်တန်လေးရတ်တော့ရတ်ဖို့လုပ်နေကြတယ်ဆိုပါစို့နော်။တကယ်ရတ်မရတော့မသိသေးဘူးပေါ့နော်။အဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဟာဖက်ဒရယ်အတွက်အထောက်အကူဖြစ်မယ်လို့ထင်လား။မြန်မာတပိုင်းကိုပြန်ကြည့်။အဖေနဲ့သားနဲ့တတ်ကြ။အကိုနဲ့ညီနဲ့တတ်ကြ။အာနာလူကြ။အဲ့တော့ဥနေဝင်း နော်ဒါသာ social list ရဲ့ market ကအနည်း40စက်ပွဲတွေဖြစ်ခဲ့တယ်ဟုတ်လား social list ဆိုတဲ့အတုံးလုံးကလူလူကြိုက်မို့လို့ social list ကိုတုံးတယ် social list ဝါဒီမဟုတ်ခဲ့ဘူးနော်ဒီဝါဒကိုကြင့်ကြံတဲ့ပုံကိုယ်တိုင်းဟာ social list ဝါဒီမဟုတ်ခဲ့ဘူးအဲ့ဒါကြောင့်တိုင်းပြည်နဲ့စစ်ချောင်းတွေပြတ်တယ်အခုတခါ federal ဆိုတဲ့အတုံးလုံးကို federal ကိုတကယ်စိတ်စိတ်မှန်မှန်နားလေလက်ခံတဲ့ပုံကိုယ်တွေကမရှိခဲ့ဘူးဆိုရင် federal ပြတ်သွားမယ်ကျွန်တော်ပြောတာကအနှိမ့်တရာရှိရှိလက်ခံဖို့လိုတယ်အသွင်တရာရောအနှိမ့်တရာပြည့်စုံမှာ ကျွန်တော်တို့သွားကျင်တဲ့ Federal ပြည်ထောင်စုဟာရောက်မယ်အဲ့တော့ Federal လှေကြီးကိုစီးပြီးခါမှာ Federal စစ်တပ်မရှိတဲ့ပုဂ္ဂိုလ်တွေဥဆောင်မယ်ဆိုရင် Federal ဆိုတဲ့စကားလုံးလေးနဲ့အညာခံရတယ်လို့ခံစားအဲ့အဲ့ဒါမျိုးပေါ့ကျွန်တော်ပြောတာအသွင်တရံအားဖြင့်လူလူကြိုက်တာမို့လို့တိုင်းသားကြိုက်တာမို့လို့လက်ခံနေပြီးဒါကြီးကိုအနှိမ့်တရာရှိအောင်ကျွန်တော်တို့ပြောင်းပေးနိုင်ဖို့ကကျွန်တော်တို့အင်အားစုအားလုံးရဲ့တောင်းစံချိန်စံညွန်းတွေနဲ့ Federal စနစ်ကိုတိဆောက်ဖို့ပြင်သာစင်တာတွေရတဲ့ဘိုင်းရှိမယ်အနှစ်90 60 ထိုးညက်ကြေခဲ့တဲ့ဗမာပြည်ရဲ့လက်တွေ့အခြေအနေနဲ့ဖက်ဒရယ်အတွက်ပြင်လာစင်တာတခုကောင်းရှိကောင်းလည်းရှိမယ်အဲ့ဒီ change up ပုံနှစ်ခုမျိုး꽈နိုင်လားကိုမြတ်သူအဲ့လိုထင်လားဖက်ဒရယ်အနှစ်ချုပ်ကတော့ဒီဒီမိုကရေစီရဲ့သဘောအရအာဏာရက်တွေကြားချက်ဒါထဲမှာ check and balance ပေါ့နော်အပြန်အလှန်ထိန်းချုပ်မှုကိုဖော်ဆောင်ဖို့အဓိကအတူကာကွယ်ခြင်းနဲ့ဟာကတော့ဒီအစိုးရရဲ့ဒီဘူကြအုတ်ချုအုတ်ဆိုးအုတ်ဆိုးမှုကာကွယ်ဖို့တဲ့သူကတိဆောက်တာပါဒီဖက်ဒရယ်ပတ်သက်ပြီးတော့မကြံသွားစေခြင်းနဲ့စဉ်းစားချက်တခုရှိမယ်ဆိုလို့ရှင် မိန့်ခွန်းထုတ်လို့ရပါဟုတ်ကဲ့ Federal ပြည်ထောင်စုကိုဒီကျမတို့အားနဲ့ပဲကျမတို့အားအပေါ်မှာမူတည်ပါတယ်လို့ပြောတဲ့ဟာကိုဘယ်လိုသဘောလဲလို့ကျမမင်းချင်ပါတယ်အုတ်ချွေးအစိုးရဖက်ပိုင်းရောဒါဝန်မရှိဘူးလားလို့အဲ့အော်ကျမမင်းချင်ပါတယ်ဟုတ်ဖြုတ်ကဲ့ဟိုဒီလိုရှိပါရပြပြီးခဲ့တဲ့နဝတနာအဖအစိုးရရဲ့ထွက်ပေါက်တွေ2008ကိုတုံးတယ် အဲ့တော့2008ကြီးကိုပြန်ပြင်ပြီးမှ Federal ဆိုတဲ့လမ်းကိုသွားရမယ်ဆိုရင်เนาะပြင်မှမှာရှိတဲ့ဥချင်းချင်းတန်တို့ဘာလို့ကဒါကြီးကမကောင်းဘူး2008ကြီးကိုပြန်ပြင်မှဖြစ်မယ်ဆိုတဲ့လမ်းကြောင်းတစ်ခုနဲ့သွားတာရှိပါတယ်ဒါဆရာတို့သဘောเนาะကျွန်တော်တို့ကျွန်တော်တို့နားလေတယ်အဲ့တော့ကျွန်တော်တို့ကပြင်ပြီးကမှတကယ်သွားနိုင်မလားအဲ့ဒီခါမှာပြည်သူအားမပါဘူးဆိုရင်ကျွန်တော်တို့သွားကျင်တဲ့ Federal ဆိုတဲ့လမ်းရဲ့တဝက်ကိုမရောက်နိုင်ဘူးဒီလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရအမှတ်ကဏ္ဍမရှိဘူးကျွန်တော်တို့ပြင်ဖို့ကလည်းအခြေအနေမကောင်းသေးဘူးလေဒီ မကောင်းတဲ့တွင်ရောတော်တော်အပြင်ရောအေးကျွန်တော်ကအဲ့ဆိုဆရာဇလန်ပြီးရောပေါ့ဘာမှလည်းညှော်လည်းချက်မရှိတော့ဘူးလို့လားဒေါက်တာကြီးပေါ့ကကျွန်တော်ကိုပေါ်ထုတ်ပြီးတော့ပြောတယ်ကျွန်တော်ကပြင်မှုအဖွဲ့ထဲမှာပို့ဖို့ဒါအစ်တရေးဆွဲမှာဆရာတို့ညောင်းရအောင်မယ်ပြင်မာလားတင်မာလားဆိုပြီးတော့ပြင်တစ်ပြင်တစ်စကဝိုင်းဖြစ်တော့မယ်ကျွန်တော်တို့ဟုတ်ဆရာဆရာပြောတာကျွန်တော်ထောက်ခံလေဆရာတို့က အစ်စ်ပြန်မှဖြစ်နေပါရဲ့အစ်စ်ဆွဲတော့2000ချစ်ကြီးဘောင်လေးကနေဒီမိုကရေစီတော့ကျွန်တော်တို့ကပြင်ဖို့လုပ်တယ်ဆရာဘယ်ဘက်ကပါလဲဒီသူတို့နှစ်ယောက်ကျွန်တော်ကအဲ့ဒီချက်ဆိုင်လေသူရဲ့အနစ်သားရကိုပဲကျွန်တော်ကပူပြီးကြည့်ချင်သူတို့နှစ်ယောက်ပဲသူ့ပါသူ့ပဲပါလဲဟိုပြင်တာလည်းဖြစ်နိုင်တယ်ဟိုပြင်တဲ့ဥစ္စာလည်း90ရာခိုင်နှုန်းပြင်နေဆိုရင်တော့ဒါလည်း100ရာခိုင်နှုန်းပဲဟို အလဲပါဆိုင်နာမတော့ပဲဆိုင်ပြီးတော့ထားလိုက်ကိုယ်ဆယ်ရာခန်းတို့ပြင်တာလည်းဖြစ်နိုင်လေနော်ဖြစ်နိုင်ကြရှိတာမှန်တယ်မှန်တယ်၄၈၀၀ရှိပွဲစီပုံရဲ့ခြေကံဥတည်ရဲ့ရှိသမျှတော့99ရာခန်းလုံးစုံပြင်ရမယ်ဆိုရင်ဟာအဲ့လိုလည်းဖြစ်နိုင်လေအစ်စ်ပဲရွေးစားနိုင်လေအတူတူပဲပေါ့ပြင်နိုင်ဥစားလည်းတကယ်လို့အားလုံးသာပြင်နိုင်ရတယ်ပဲကပါဒါအစိုးရသူတို့လိုချင်တဲ့ပုံစံနဲ့ပဲတစ်ဖက်သက်ရွေးဆွဲထားတာဖြစ်တဲ့ကြောင်ပေါ့ဒီပြင်ရွေးဆွဲတဲ့ပုံစံကအရန်အရေးကြီးပါတယ်အဲ့တော့ဒီကောင်ပြင်မဲ့ပြစ်ပြစ်တစ်ဖက်တစ်တစ်သူသွားမဲ့ပုံစံရှိပါတယ် အဲ့ဒါအများသဘောတူညီချက်နဲ့အာနာရှိတဲ့လူတွေကအာနာကိုအလွန်ကျွံသုံးဆွဲလို့မရအောင်ဘလို့ထိန်းသိမ်းမှုတွေလုပ်နိုင်မလဲဒီဟာအဓိကအနှစ်သာရပါအခုလောလောဆယ်ဘာဒီရဲ့လောလောဆယ်ဖက်ဒရယ်နဲ့ပတ်သက်တဲ့ဒီဗီဒီယိုသတင်းပေးပို့ချက်လေးတခုကြည့်အောင်ပါ နှစ်ပေါင်းများစွာနိုင်ငံရေးရဝါဒမှိုင်းတမ်းမှုတွေနဲ့ပြည်တွင်းစစ်တီးကြောင်းဖက်ဒရယ်စနစ်လို့ဆိုလိုက်တာနဲ့တိုင်းပြည်ပြိုကွဲနိုင်တဲ့စနစ်တစ်ခုပုံစံမျိုးနဲ့မြင်လာခဲ့ကြတာဟာဒီကနေ့အချိန်ထိပါပဲဖက်ဒရယ်စနစ်ရဲ့အနှစ်သာရကိုဒီမိုကရေစီရေးတန်းတူအခွင့်အရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့တိုင်းသားခေါင်းဆောင်တွေကဖွင့်ဆိုသတ်မှတ်ကြပါတယ်။ဒါကြောင့်တိုင်းသားတွေဘက်ကဖက်ဒရယ်စနစ်ကိုဒီဇိုင်းမမတ်တောင်းဆိုလာခဲ့ကြတာဖြစ်ပါတယ်။ဖရယ်ပြည်တော်စုစနစ်တိဆောက်ရေးကိုအစိုးရဘက်ကပြည်ခဲ့တဲ့ဩဂုတ်လမှာလက်ခံလိုက်ပြီလို့သိရပါဗျ။မြန်မာနိုင်ငံမှာ ဖရက်စနစ်ကို1962ခုနှစ်ဗိုလ်ချုပ်ကြီးနေဝင်အာဏာမသိမ်းခင်အထိကျင့်သုံးခဲ့ပြီးဒေသဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်မှုတွေကိုတားမြစ်ပိတ်ပင်လာခဲ့ရတာကနေပျောက်ကွယ်ခဲ့ရပါတယ်။နှစ်ပေါင်းများစွာဖြစ်နေတာကဒီနိုင်ငံကြီးပဋိပက္ခဖြစ်တယ်။နိုင်ငံကြီးကိုသူတို့ရဲ့ဒေသတွေမှာကိုယ်ပိုင်အုပ်ချုပ်ရင်းမပေးထားတဲ့အတွက်ကြောင့်ဒီပြဿနာတွေကစတဲ့စရေရှည်ဖြစ်နေတဲ့အခါကျတော့အဓိကခံစားတာကစစ်တပ်လည်းမဟုတ်ဘူး။တစ်ဖက်က လက်နဲ့ကြိုက်ဖွဲ့စည်းတယ်မဟုတ်ဘူးအဓိကဒုက္ခခံရတာကျွန်တော်ပြည်သူလူထုပဲကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း192နိုင်ငံရှိတဲ့ထဲမှာဖက်ဒရယ်စနစ်ကိုကျင့်သုံးကြတဲ့နိုင်ငံပေါင်း28နိုင်ငံရှိပါတယ်ဖက်ဒရယ်စနစ်မှာအသာချက်တွေရှိသလိုအာဏာချက်တွေလည်းများပြားရှိနေပါတယ်ဖက်ဒရယ်စနစ်ကိုကျင့်သုံးတဲ့အမေရိကန်နိုင်ငံမှာကိုယ်ရင်ဖျက်ချမှုကိုချုပ်ပြည်နယ်တွေမှာလူသတ်မှုလို့သတ်မှတ်ထားပေမဲ့အချုပ်ပြည်နယ်တွေမှာတရားဝင်ခွင့်ပြုထားတာကိုတွေ့ရပါတယ်ဒါကြောင့်မတူကွဲပြားမှုမျိုးစုံရှိနေတဲ့မြန်မာနိုင်ငံအနေနဲ့ အာဏာခွဲဝေမှုကိုခြေခံထားတဲ့ဖက်ဒရယ်စနစ်ကိုဘလောက်လက်တွေ့ကြကြအကောင့်ထဲပေါ်ကျင့်သုံးနိုင်မလဲဆိုတာစိတ်ဝင်စားစရာဖြစ်ပါတယ်။